အားလုံးပဲမိင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တတ်တဲ့အားလုံးပဲမိင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု FIFA ရဲ့ Club World Cup ပြိုင်ပွဲကအခုရှုံးထွက်အဆင့်တက်တဲ့ Round of 16ကိုတက်တဲ့အသင်းတွေကအကုန်လုံးနှိပါဆုံးပြီကျွန်တော်တို့နှစ်သင်းပဲခြံတော့တယ်ဆိုတော့ကျွန်တော်မင်းညတုံးကဒါ Monterrey ကဒါအခုလက်ရှိမှာ၄ကိုပြက်နဲ့တောင်၉ပြက်နိုင်ပြီးတော့သူတို့အုပ်စုကနေသူတို့ထပ်ပြီးတက်သွားတယ် ရုပ်စုမှာ Inter Milan အသင်းနဲ့ Republic ပွဲမင်းညာကကန်တယ်။ဆိုတော့ Monterrey ကတကယ်ကိုခြေစွမ်းပြပြီးတော့ဒါ Urawada Diamond အသင်းကို၄ခုပြတ်နိုင်လိုက်တယ်။အဲ့နောက်ဆက်တွဲကြောင့် Monterrey ကဒီအုပ်စုမှာဒါသူတို့နောက်ဆင့်တက်ပြီးတော့ Inter Milan အသင်းကလည်း Republic ကို၂ခုပြတ်နဲ့နိုင်သွားတယ်။ဆိုတော့ Inter Milan ကတော့အဲ့ပွဲကတကယ်ကိုထိုက်ခိမ့်ပဲတူတင်ကိုတွေအကျိတ်နဲ့ကပ်ပြီးတော့မှ၂ခုပြတ် Republic ကိုနိုင်တော့သူတို့ကဒီအုပ်စုမှာခုနမရတယ်။ မွန်တရေးက၅မှတ်ရတယ်ဆာဂျူရာမို့စ်ဦးဆောင်တဲ့မက်ဆီကန်ကလပ်ပေါ့လေဒီအသင်းကအခုမေဂျာလိမှာဆိုရင်အင်တာမိုင်ယာမီတက်တယ်နောက်အခုမွန်တရေးတက်တယ်ထူးထူးခြားခြားတောင်အမေရိကတိုက်က၄သင်းအောင်တက်လာခဲ့ပြီးတော့အဲ့ဒါအကုန်လုံးကဘရာဇီးကလပ်တွေကြီးပဲဆိုတော့ River Plate နဲ့ Boca Junior နှစ်သင်းလုံးထွက်သွားတယ်ဆိုတော့ Inter Milan ကအုပ်စုပထမမွန်တရေးကအုပ်စုဒုတိယ Borussia Dortmund ကဒါ Usen Hyundai ကိုဂိုးဂိုးမရှိတဲ့နိုင်လို့သူတို့လည်းအုပ်စုပထမရပြီးတော့ ဘရာဇီးကဖူမီနီစ်ကဂိုးမရှိသေးကြတော့သူတို့ကအုပ်စုဒုတိယနဲ့တက်သွားတယ်သူတို့အခုကလပ်ဝေါ်ကက်ကကျွန်တော်တို့တက်သွားတဲ့ပွဲစဉ်တွေရှိတဲ့အချိန်မှာရှုံးထွက်အဆင့်ပွဲစဉ်တွေရောက်ဖို့ပွဲစဉ်နှစ်ပွဲပဲလိုတော့တယ်ဆိုတော့ကျွန်တော်တို့အခုကလပ်ဝေါ်ကက်ရဲ့ရှုံးထွက်အဆင့်ပွဲစဉ်တွေရောက်ဖို့နှစ်ပွဲပဲကြာနေတဲ့အချိန်မှာ ဂျူဗန်တက်စ်နဲ့မန်ချက်စတာစီးတီးနဲ့ထိပ်တိုက်ပွဲရဲ့ဒါအေအိနဲ့နောက်တစ်ဖက်ကဝေါ်လ်ဒက်ရဲ့ပွဲရဲ့ပြီးတော့မှအဲဟာလာနဲ့ပချူကာရဲ့ဆာစပက်စ်နဲ့ရယ်မက်ဒရစ်ဆိုဂျူဗန်တက်စ်နဲ့မန်စီးတီးကတော့အုပ်စုပထမအဖြစ်လူရမှာဖြစ်ပြီးတဲ့အချိန်မှာဟိုဘက်ကဆာစပက်ကအဲဟာလာရဲ့ဒါရယ်မက်ဒရစ်ရဲ့၃သင်းကတော့လက်ကျန်နှစ်နေရာအတွက်အပြိုင်ဖြစ်နေတယ်ဆိုအိုက်အုပ်စုကတက်လာမယ်နှုတ်အုပ်စုကတက်လာမယ်ဒါဟိုဘက်ဒီဘက် နှစ်သိန်းနှစ်သိန်းနဲ့ဒါကြံတာတွေ့ရင်တော့ဒါ club worker ရဲ့ဒါ show ထွက်16သိန်းက complete ဖြစ်ပြီပေါ့လေဆိုတော့အခုလောလောဆယ်အနေထားရတော့ဒါအခုလက်ရှိမှာ PBS က Botafogo နဲ့ကြံရမယ်ဒါကတော့အခု Brazil Derby ဖြစ်ထိတ်တန်းဘရာဇီးနှစ်သိန်းထိတ်တိုက်ဆုံးတွေ့မှာဖြစ်တယ်။ပါမီယက်စ်နဲ့ဒါဘူတာဖိုကိုရဲ့ထိတ်တိုက်ပွဲဖြစ်ပြီးတော့ဟိုဘက်မှာတော့သူတို့အသင်းအနိုင်ရတဲ့အသင်းကဘန်ဖီကာနဲ့ချယ်ဆီ ချက်စီတင်ကတော့တကယ်ကိုကန်ချမာကောင်းပေါ့လေအုပ်စုဒုတိယရာသီတိုက်အောင်သူတို့ကအုပ်စုဒုတိယပဲမဲ့ဘန်ဖီကာနဲ့တွေ့မှာဖြစ်ပြီးတော့အင်တာမီလန်ကသူတို့အုပ်စုမှာပထမရသွားတော့အုပ်စုဒုတိယရတဲ့ဟိုဘက်ကဖလူမီနီစ်နဲ့တွေ့မယ်ဆိုတော့အင်တာမီလန်ကလည်းအုပ်စုဒုတိယရတဲ့ဖလူမီနီစ်နဲ့တွေ့ပြီးတော့နောက်ဟိုဘက်ကရီယယ်မက်ဒရစ်တို့မန်စီးတို့ဘက်အချမ်းကတသိန်းရယ်နောက်တစ်ဖက်ကပါရစ်စိန့်ဂျာမိန်ကအင်တာမိုင်ယာမီနဲ့ကန်ရမှာဖြစ်ပြီးတော့ဒါဖလမင်ဂိုနဲ့ဒါဘိုင်မြူနစ်ရွှေ့မယ်ဆိုတော့ PSG အသင်းကတော့အင်တာမိုင်ယာမီကို တေချာပေါက်ခိုးပြတ်နိုင်ရမှာဖြစ်တယ်ဒီနှစ်သိန်းကြားခြေစွမ်းကွာဟမှုလေးတော်တော်လေးကိုကွာတယ်ဆိုအင်တာမိုင်အမီကမူလကတောင်အမေရိကချန်ပီယံလီဗာဒီဗစ်ချန်ပီယံဘိုတာဖိုကိုနဲ့ကမ်းမဲ့အစားပါယူရိုပီယံချန်ပီယံနဲ့ကမ်းရမယ်ကိုဘက်ကဖလာမင်ကိုနဲ့ဘိုင်မြူနစ်ပွဲရှိပြီးတော့သူတို့နှစ်သိန်းအနိုင်ရတဲ့အသင်းမှာဖြစ်နိုင်ခြေကဘိုင်မြူနစ်နဲ့ PSG ဖြစ်ပေါ်များပြီးတော့ဘရစ်ရှတ်တော့မန်နဲ့မွန်တရေးအနိုင်ရတဲ့အသင်းကတော့ဒါဟိုဘက်အုပ်စုနဲ့ကမ်းရမယ်ဆိုတော့အခုလောလောဆယ်မှာ Chelsea ကဘန်ဖီကာကိုနိုင်ရင် Flamengo Botafogo ကိုနိုင်ရင်သူတို့ semi final ကို all the way တက်သွားနိုင်ပြီးတော့ဒီဘက်က Paris Saint-Germain နဲ့ Bayern Munich ကတော့တကယ့်ကိုကြီးကောင်းတယ်အခု Club World Cup ပြိုင်ပွဲမှာထူးထူးခြားခြားအနေနဲ့အခုချိန်ထိကိုဒါစိတ်ဝင်စားစရာအခြေအနေကောင်းနေအများကြီးပိုင်ဆိုင်ထားလို့တကယ်ကိုဒါအရေးသွင်းမြင့်တဲ့ပွဲတွေပေါ့လေဒါပေမဲ့အမှန်တိုင်းပြောရင်တော့အုပ်စုပွဲတွေကိုပေးတတ်တော်တော်များများ skip လုပ်ကြတယ်ဘာလို့ဆိုတော့ဟိုအချင်းချင်းတွေးတဲ့ထိတ်တိုက်ပွဲကြီးပွဲကောင်းကလည်းရေ channel ပွဲတွေကတိတ်ပြီးတော့စိတ်ဝင်စားဖို့မရှိဘူးဒါပေမဲ့အခုရှုံးထွက်ရောက်ပြီဆိုရင်တော့ တကယ်ပွဲကောင်းပဲအဲ့ရှုံးထွက်ကနေစပြီးတော့ပွဲကောင်းတွေကိုတွေ့ပြီးတော့ဒါအခု FIFA ရဲ့ Club World Cup ပြိုင်ပွဲကြီးရဲ့ Knockout Game စတော့မယ် Knockout Game စရင်တော့စိတ်ဝင်စားစရာပွဲကောင်းနေနဲ့အတူဒါ Champion ဖြစ်ဖို့ရည်ပန်းစားဆုံးကအခုချိန်ထိကို Real Madrid, Paris Saint-Germain, Bayern Munich, Man City နဲ့ Chelsea တင်လို့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘယ်သူ Champion ဖြစ်သွားမှထင်လဲကိုမတ်ပါဝေယမတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်